ယာဉ်စားဆိုရင်အမြင်တိုင်ပက်လေးရှိတဲ့ United နဲ့ Arsenal တို့ကျွန်တော်တို့စပြီးတော့အဖွင့်ပွဲစဉ်မှာတည်းစတိုးပါပြီ FIFA Club World Cup မှာဘောလုံးပွဲတွေကိုလိုက်ပါစီးမျောခန်းစားဖို့ရအတွက် စိတ်ချရတဲ့ website တခုရှာနေရဆိုရင်တော့ Melbourne ရှိပါတယ်။ Melbourne ဆိုလို့ရှိရင် OneSpot လိုပဲကိုယ်တိုင် account ဖွင့်ကိုယ်တိုင်ငွေသွင်းငွေထုတ်ပြုလုပ်နိုင်တာဖြစ်ပြီးတော့ account ဖွင့်မယ်ဆိုလို့ရှိရင် promo code 999ကိုအသုံးပြုပြီးတော့100% bonus ကိုလည်းကြရနိုင်ပါပြီ။အသေးစိတ်ကိုတော့ကျွန်တော် first comment မှာချပေးထားတယ်။ Telegram channel နဲ့ Fiber number တရားနေပြီးဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။အားလုံးမင်္ဂလာပါ Dynamic Man YouTube channel နဲ့နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့ဒီ video မှာတော့ ဒါတိတ်ပြီးတော့ကျွန်တော်တို့ဒီဘာလဲလုံးဝကျွန်တော်တို့ CVSD တွေမှာဟုတ်ပင်နေပေါ့ပါပါလေးပဲအဲကျွန်တော်အသင်းရဲ့လက်ရှိကျွန်တော်တို့ဒီ face sign နဲ့ပတ်သက်ပြီးကျွန်တော် ပြောရမှာเนาะဆိုတော့လက်ရှိအသင်းရဲ့ကျွန်တော်တို့ဒီဘာနော် Premier League ဒါဒီကျွန်တော်တို့ Premier League မှာအဲဘယ်အသင်းတွေနဲ့ကျွန်တော်တို့ရာသီအဖွင့်ပွဲမှာစပြီးတော့ကစားရမယ်အဲဒီဘာနော်ကျွန်တော်တို့ဒီအဲအဲ့ကနေပြီးတော့ကျွန်တော်နောက်ထပ်ကျွန်တော်တို့ဒီဘာနော်ဟိုတပွဲတပွဲကျွန်တော်တို့ဒီပွဲစဉ်ကျွန်တော်တို့ပွဲစဉ်၈လောက်အထိမှာ ဘယ်အသင်းတွေနဲ့ကျွန်တော်တို့ဟိုတွေ့ဖို့ရှိလဲဗောနဒါရင်လည်းပတ်သက်ပြီးကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်အရှိကျွန်တော်တို့ဒီဗောနော our brother တို့လည်းတီးပြီးသားဖြစ်မှာပါဗောနော်ကျွန်တော်တို့ဒီအဲ့တွေ့မဲ့အသင်းတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ၈ပွဲလောက်မှာလည်းအသင်းကျွန်တော်တို့၄သင်းလောက်ကျွန်တော်တို့တွေ့ဖို့ရှိနေတယ် Arsenal ပါတယ် Chelsea ပါတယ်အဲဒီဗောနော် Manchester City ပါတယ် Liverpool ပါတယ်ဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဗောနော်ဒီနေရာမှာကျွန်တော်တို့ဒီ Arsenal ကိုຢာဒီကျွန်တော်စစပြီးတော့ကျွန်တော်ဖွင့်ဖွင့်ခြင်းမှာအိမ်ခွင်းမှာကျွန်တော် Arsenal ကိုလက်ခံကစားရမယ်ပြီးတော့ကျွန်တော်တို့ဒီ စက်တင်ဘာကျွန်တော်73ပေါ့လေဒါကတော့ကျွန်တော်တို့ဒီပေါ့အဲ7လပိုင်းဆိုတော့9လပိုင်းတော့ကျွန်တော်ရောက်သွားပြီပေါ့နော်9လပိုင်းတဲမှာဆိုလို့ရှိရင် CD အင်ဂွန်းကိုကျွန်တော်တွားကစားရမယ်အဲ့ဒါပြီးရင်ကျွန်တော်နောက်တစ်ပတ်ဒီပေါ့နော်စက်တင်ဘာ20ရက်နေ့မှာဒီ United ကကျွန်တော် Chelsea ကိုလက်ခံကစားရမယ်ပြီးရကျွန်တော်တို့ဒီပေါ့နော်ဟိုအော်တိုဘာလာထဲမှာဆိုလို့ရှိရင်အော်တိုဘာကျွန်တော်တို့ဒီ17ရက်မှာဆိုလို့ရှိရင် Liverpool အင်ဂွန်းကျွန်တော်တွားကစားရမယ်ဆိုတော့ဝေးတာတော့ဝေးသေးတာတော့မှန်တယ်ဒါပေမဲ့ Blue Wave ဖြစ်ဖြစ်ကျွန်တော်အသင်းရဲ့ကျွန်တော်ပထမဦးဆုံးဒီပေါ့နော်ကျွန်တော်တို့ဒီပွဲနေ10ပွဲလောက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အသင်းရဲ့ကျွန်တော် လေးသင်းလောက်ပါနေတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေပါတယ်အဖွင့်ပွဲဆိုလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်ကိုလက်ခံကစားရမယ်ပေါ့နော်ဆိုတော့ပြိုင်မက်အခြေအနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့အာဆင်နယ်တို့ဘာလို့အခုလက်ရှိကျွန်တော်တို့ဒီဟိုအပြောင်းရွှေ့မှာဘာမှကျွန်တော်တို့အဲ့လောက်တာတော့ကျွန်တော်မရှိသေးဘူး။ဟောပြီးတော့ဗန်ဒန်ဒီဖြစ်သွားတာကျွန်တော်ဘာမှသိပြီးတော့မရှိသေးဘူး။သူတို့အခုလက်ရှိလှုပ်ထားတာဆိုလို့ရှိရင်အဲကျွန်တော်ဘာဖြစ်မလဲ။အဲဒီဘောနော်လူးဝစ်ကယ်လီတို့ပြီးလို့ရှိရင်အီတန်နိုနီတို့ဒီကစားသမားတွေကိုကျွန်တော်စာချုပ် ဒီဘောနစာချုပ်တစ်တည်းကျွန်တော်ကန်လန်းတာတွေသဘောတူညီမှုတွေရထားပြီးဒါမျိုးတွေကျွန်တော်တို့အဲရထားတယ်ပြီးတော့ကျွန်တော်တောမတ်စ်ပါတီကထွက်မယ်ထင်တယ်ပါတီနဲ့ဒီအာဆင်နယ်နဲ့ကြားထဲမှာဘာမှကျွန်တော် agreement မရဘူးဆိုပြီးတော့အဲတရင်နေကျွန်တော်တို့တွေ့နေရတယ်ဗောနော်ဆိုတော့ဒီနေ့တော့ကျွန်တော်တို့ကြည့်ရမယ် blue wave ဖြစ်အာဆင်နယ်ကကိုထက်အများကြီးပိုကောင်းတဲ့အသင်းအများအရင်ကျွန်တော် stable ဖြစ်တဲ့အသင်းဗောနော်ဆိုတော့ဒီပြီးခဲ့တဲ့ရာသီတုန်းကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအာဆင်နယ်ကို နိုင်ခဲ့တာမဟုတ်ဘူးပေါ့လေဒီ FA Cup မှာပဲကျွန်တော်တို့ဒီ penalty တွေပါရင်လည်းကျွန်တော်နိုင်ခဲ့တာပေါ့ဆိုတော့ဟို challenge ရှင်တွေမှာကြည့်မယ်ဆိုလို့ Arsenal အင်္ဂလန်သွားပြီးခဲ့ရတယ်မှာဆိုလို့ရှင်ဒီ2-0နဲ့ကျွန်တော်ရှုံးတယ်အင်္ဂလန်ကိုယ်အင်္ဂလန်ကြတော့1-1နဲ့တည်ကြတယ်ဒါနှစ်ပွဲလုံးမှာကျွန်တော် Emery လက်အောက်မှာပဲကျွန်တော်ကစားခဲ့တာပေါ့နော်ဆိုတော့ဟိုဂျာဒီအဖွင့်ပွဲကြီးမှာကျွန်တော် Arsenal တွေ့ရဲ့အခြေအနေမျိုးဆိုတော့တော်တော်တော့ကျွန်တော်တို့ဒီ ဒီဘောနော struggle ဖြစ်အောင်မယ်။ဘာလို့လဲဆိုတော့ United ကကျွန်တော်တို့ဒီယာဒီအစဆိုရင်အမြင်နဲ့ရုံးကန်အမြင်နဲ့ကြောင့်ရုံးကန်ရင်ပြီးခဲ့တဲ့နှစ်ကိုပဲကြည့်ကြည့်အဲ့ရှေ့ရနှစ်ကိုပဲကြည့်ကြည့်အမြင်ရုံးကန်ရတဲ့ evident loud တွေကြည့်ဖို့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အပြီးခဲ့တဲ့ယာဒီကကျွန်တော်ဘာနဲ့တွေ့ full hand နဲ့တွေ့တယ်။ Joshua Zixie ရဲ့အဒီဘောနော်တလုံးလေးသော goal နဲ့ကျွန်တော်နိုင်ခဲ့တယ်အကုန်လုံးမှတ်မိမှထင်တယ်။ဒါအဲ့ရှေ့ယာဒီကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Uber Handan ကိုကျွန်တော်တို့ဒီဘောနော်အာဒီ ဘာဖိုက်ဗရန်ရဲ့ဂေါက်လိုက်ခိုးနဲ့ကျွန်တော်တို့ခက်ခက်ခဲကိုကျွန်တော်တို့ဝမ်းစီးနဲ့ကျွန်တော်နိုင်ခဲ့တာအဲဆိုတော့အဲ့လိုအခြေအနေမျိုးနိုင်တာတော့နိုင်တယ်ဒါပေမဲ့ကျွန်တော်ဘလိုဖြစ်လဲဆိုတော်တော်ကြီးကိုခက်ခက်ခဲခဲအသင်းငယ်လေးတွေเนาะဒါကြောင့်ဥပါဟနန်တို့ဖူဟန်တို့လည်းကျွန်တော်ကစားတဲ့ဟာကိုကိုယ့်ရဲ့မှာကစားတဲ့ဟာကိုတော်တော်ကိုကျွန်တော်တို့ဒီပေါ့နော်ဟိုခက်ခဲနဲ့ကျွန်တော်ကစားရတယ်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ရာသီစအဖွင့်ပွဲဆိုလို့ရှိရင်နိုင်ပွဲရဖို့အဲရုံးကန်ရလေးတော့ကျွန်တော်ရှိတယ်ဒါပေမဲ့နိုင်ပွဲတော့ရတယ်ဒါပေမဲ့ ပွဲရဲ့အခြေအနေတော်တော်လေးဂျုံကန်မဲ့အခြေအနေမျိုးမှာကျွန်တော်ရှိခဲ့ပါတော့။ဒါကျွန်တော် mid table club တွေအဲနဲ့တွေ့တဲ့အခြေအနေမှာပေါ့။အခုလက်ရှိကျွန်တော်ရာသီအဖွင့်ပွဲမှာဆိုလို့ရှိရင်လက်ရှိဒီဘက်တော့ကျွန်တော်အမြဲတမ်းကျွန်တော်ဒီအဲဒီဘက်တော့1 2ကိုကျွန်တော်အမြဲတမ်းပြေးနေတယ်1 2 3 4အဲဒီဘက်တော့1 2 4တဲ့မှာအမြဲတမ်းရှိနေတယ်အာဆင်နယ်လိုကျွန်တော် stable ဖြစ်ပြီးသားအသင်းမျိုးနဲ့အဲဒီရာသီကိုဖွင့်ရမယ်ဆိုတော့အခုအသင်းကကျွန်တော်ဒီဘက်တော့အရှုံးနဲ့အမြန်ကျွန်တော်စမလားပေါ့နော်။ဒါကတော့ကျွန်တော်စောင့်ကြည့်ရမယ်။ဆိုတော့ အဲဒီလာမယ့်ရာသီအတွက် brother တို့ဟိုအနေနဲ့ဘယ်လိုမြင်ကြကျွန်တော်ကတော့ဒီအများကြီးကြောင့်မျောလင့်ထားတယ်အများကြီးမျောလင့်ထားဆိုတော့လက်ရှိပြောင်းရွှေ့မှာဆိုလို့ရှိရင်တော့ United အနေနဲ့ကျွန်တော်ကိုညံတရားလောက်ပဲကျွန်တော်ရောက်သေးရပါတော့လက်ရှိအနေထားမှာပါတော့ကိုညံတရားလောက်ပဲကျွန်တော်ရောက်သေးတယ်နောက်ထပ်ကျွန်တော်အပြောင်းရွှေ့တွေလည်းလှုပ်ဖို့ကျွန်တော်ရှိတယ်ဆိုတော့အသင်းဘက်ကကျွန်တော်ကစားသမားအယောင်းတွေလည်းလှုပ်ဖို့ရှိတာဖြစ်တယ်လို့အဲဒီဘယ်တော့စားသမားအဝေးမှာဆိုလို့ရှိရင်လည်းကျွန်တော် Ambumbo လို့ရှိတယ်ပြီးနောက်ထပ်ကျွန်တော်တိုက်စစ်မှုဝယ်အောင်မယ်အဲဒီ ဟိုကသမအထွက်တွေအဆင်ပြေတယ်ချောမွေတယ်ဆိုလို့ရှိရင်ကျွန်တော်ကွင်းလေးတွေပါရောက်လာဖို့လည်းကျွန်တော်ရှိသေးတယ်ဒီကြမ်းတွေကျွန်တော်ကူသမိုင်းနဲ့ပတ်သက်ပြီးတော့လေသတင်းတွေကကျွန်တော်တက်တက်တက်ကျွန်တော်ကြားနေရတယ်အီမီမာတီနက်စ်ကိစ္စကကျွန်တော်ကြားပါတယ်ဒါပေမဲ့အဲဒီဘက်တော့ AN source ကောင်းနေနေရကနေကျွန်တော်ရလာမျိုးမဟုတ်သေးဘူးဆိုတော့အဲကျွန်တော်စောင့်ကြည့်ကြည့်သေးတယ်အဲဒီနောက်မှပဲအေးစေးစေးအဲဒီဘက်တော့တင်ဆက်ပါမယ်ဆိုတော့အီမီမာတီနက်စ်နဲ့ပတ်သက်ပြီးတော့ဆိုတော့အာဆင်နယ်ကတော့ကျွန်တော်တို့ဒီဘက်တော့9 more chance တော့နေတယ်ဒါပေမဲ့ကိုယ့်ရဲ့အိမ်ဝင်အဖွင့်ပွဲဆိုတော့ ဒီ MRI မလုပ်ပြရမလဲကျွန်တော်တို့စောင့်ကြည့်ရမယ့်ခြေအနေမျိုးပေါ့နော်ဆိုတော့နောက်တစ်ပွဲကျွန်တော်တို့ဒီ City နဲ့ပွဲပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ9ပိုင်းနဲ့ကျွန်တော်ရောက်သွားပြီ73ရက်နေ့ City အိမ်ဝင်းမှာကျွန်တော်ကစားရမယ်ဆိုတော့မနေ့ကတော့ကျွန်တော်တို့ CG ကိုကျွန်တော်တို့အဲဒီ9နာပါညာကျွန်တော်ရှိတယ်ပေါ့လေဒါပေမဲ့ level ကျွန်တော်တို့ဒီဘာလို့ Manchester City ဒီ DR ဒီမှာကျွန်တော်တို့ဒီလုံးဝ အဲဒီဘယ်လို different Manchester City ပုံစံမျိုးနဲ့လာတော့မှာပါဆိုတော့တို့အခုလက်ရှိကျွန်တော်တို့ဒီဘယ်လို transpire မှာဆိုလို့ရှိရင်ပြီးခဲ့တဲ့ကျွန်တော်အပြောင်းရွှေ့ဒီဘယ်လို့စပြီးတော့ဖွင့်တဲ့ဒီဘယ်လိုပြောရမလဲ FIFA Club World Cup အတွက်ဖွင့်ပေးတဲ့ mini transfer ဆယ်ရတာကာလအတွင်းမှာတင်ကိုတို့ကစားသမား3ယောက်ထိကျွန်တော်တို့ခေါ်ခဲ့တာကိုကျွန်တော်ကြည့်သိနိုင်တယ်ဒါကျွန်တော်တို့ City ရဲ့ transfer ရဲ့မပြီးသေးပါဘူးဆိုတော့အခုလက်ရှိ transpire မှာဆိုလို့ရှိရင် City ကကျွန်တော်တကယ် active ဖြစ်တဲ့အနေအထားမှာကျွန်တော်တို့ရှိနေတယ်ပေါ့နော်ဆိုတော့အဲတို့ကျွန်တော်တို့ပါလဲဒီ AC Milan ကကျွန်တော် Rainer တို့ပါကျွန်တော်ခေါ်ပြီးသွားပြီ။ Bayern ကကျွန်တော်ဒီ Ainori တို့ပါတို့ခေါ်ပြီးသွားပြီ။အဲနောက်ထပ်ကျွန်တော်တယောက်လာနော်ခေါ်ထားသေးတယ်နော်။အဲကျွန်တော်ကောင်းနေမှာမပေါ်ဘူးဖြစ်နေတယ်။ဆိုတော့၃ယောက်လောက်တိသူတို့ခေါ်ပြီးသွားပြီ။ဆိုတော့အဲဒီပေါ့နော် City ကကျွန်တော်တို့ဒီပြီးခဲ့တဲ့ရာသီဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီဟို City Guardiola ကိုင်ခဲ့တဲ့အနေထားမှာဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့ရာသီဒီသူတို့အဆိုးဝါးဆုံးအခြေအနေပဲ။အဆိုးဝါးဆုံးအခြေအနေမှာတော့မှကျွန်တော်တို့ဒီ Top 4ကျွန်တော်တို့ဝင်နေ။ဆိုတော့အခုလက်ရှိ ပြန်လာမယ့် CD ရဆိုလို့ရှိရင်ကျွန်တော် Champion ကိုစိန်ခေါ်ဖို့အတွက်ပြန်လာမယ့် Manchester City ဖြစ်ပါတယ်ဆိုတော့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဟိုဒီအနေနဲ့ပေါ့နော်ကိုရီးယားအခုမှစပြီးတော့ကျွန်တော်တို့အသင်းကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်ဒီဆောက်မယ် Emery Lojin နဲ့တော့ squad အနေထားနဲ့ရာသီကြိုးပြင်ဆင်မှုတွေအပြီးမှကျွန်တော်လာရမယ့်အခြေအနေမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီပေါ့နော်အရင်မဆိုးဖို့တော့ကျွန်တော်ကတော့မျှော်လင့်နေဟိုအရင်ဆိုးမယ်လို့လည်းမထင်ပါဘူးဘာလို့ဆိုတော့ အဲဒီဘောနော် Emery မှာလည်းသူနီးစင်းနေစုသူ့အတူရှိမိသားဘောနော်ခုလက်ရှိကျွန်တော်တို့ဒီလူဝဲအားဖြစ်တာတွေဒါဒီလိုခြေစမ်းပွဲကျွန်တော်ကစားထားမှာဆိုတော့ဒိုင်းနာတစ်ခုကြီးတော့ကျွန်တော်တို့ City လို့အသင်းကိုရင်ဆိုင်နိုင်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့အဲဒီဘောနော် City နဲ့ပွဲကလည်းကျွန်တော်တို့ဒီဘောနော်ပိုနိုင်တာမနိုင်တာဆိုတာထက်ဒီဘောနော်မရှုံးအောင်ပဲကန်ရမယ်အခြေအနေမျိုးလို့ကျွန်တော်ထင်တယ်ဘောနော်ဆိုတော့ Arsenal နဲ့ပွဲတော့ကျွန်တော်ကတော့အဲဒီဘယ်လိုပြောရမလဲတော့နိုင်မယ်လို့ကျွန်တော်ထင်တယ်ဘောနော်ဘာလို့ဆိုတော့ ိမ်ဝင်းရဆိုတော့နိုင်လင်းနိုင်ထားတော့ရှိတယ်အဖွင့်ပွဲရဒါပေမဲ့ကျုံးတော့ရုံးကန်ရတယ်ပေါ့နော်အာဆင်နယ်နဲ့အာဆင်နယ်လိုအသင်းမျိုးဆိုတော့ပိုဆိုးတာပေါ့ဆိုတော့အာနောက်တစ်ပွဲကကျွန်တော်တို့ဗားလဲဆိုလို့ရှိရင်ဒီ Chelsea နဲ့ပွဲဒီ City နဲ့ပွဲပြီးနောက်တစ်ပတ်မှာကျွန်တော် Chelsea နဲ့ကျွန်တော်ကန်ရမယ်ဆိုတော့အဲဒီ Chelsea ကပြောရမယ်ဆိုလို့ရှိရင်တော့သူတို့အခုလက်ရှိကျွန်တော် Transformer ဆိုလို့ရှိရင် Leon Delap လောက်ပဲကျွန်တော်တို့ အဲဒီခေါ်ထားရသေးတယ်ကုလရှိကျောင်းဒီသူတို့ဝင်းကခေါ်ဖို့လုပ်နေတယ်အဲဆန်ချိုကိစ္စသူတို့လောက်တာအပြောင်းရှိမှဖြစ်တဲ့အခါမှာကုလရှိဒေါမွန်ကဂီတန်အောင်ကျော်ခေါ်ဖို့လုပ်နေတယ်ဆိုတော့တခြားကျောင်းကစားသမားတွေအားဖြည့်မှုတွေလဲကျောင်းဒီ Chelsea ဆိုတဲ့နိုင်မယ်ကျောင်းဒီလုံးမှာပေါ့နော်ဆိုတော့ Chelsea ကကျောင်းအပြောင်းရွှေ့ကျောင်းလုပ်ပြီးတော့ဒီရာသီမှာဆိုလို့ရှိရင်သူတို့ Champions League ဘိုင်းဟာသူတို့ရှိနေရဆိုတော့အဲဒါကျောင်းတို့ပြောမယ်ဆိုလို့ရှိရင်ဒါကျောင်းတို့ဟို advantage တစ်ခုကျောင်းယူလို့ရရင်ပေါ့နော်ဟိုးလာဘန်ကျောင်း Champions League စပြီလားစပြီနေတော့တူပဲ ဘယ်လိုဖြစ်ဖြစ်ကျွန်တော်ဒီပါနော်ဟိုသူတို့လည်းကျွန်တော်ဒီဂျာနမှာဂျာပွဲကြီးရှိရတယ်အရင်ကိုရီးယားတော့ဒါကိုအင်ဝင်လည်းဖြစ်တဲ့တကြောင်လို့အခွင့်အရေးတော့ကျွန်တော်ယူနိုင်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဆိုတော့အဲပြီးခဲ့တဲ့ရာသီဆိုလို့ရှိရင်လည်းကျွန်တော် Chelsea ကိုကျွန်တော်တွေးခဲ့တဲ့ပွဲဒီမှာတပွဲမှာကျွန်တော်မနိုင်တာဟုတ်ပါနော်တေးအန်ဒီတေးကြတယ်ဟုတ်တယ်ကိုအင်ဝင်မှာတေးကြတယ်ပြီးတော့ Chelsea အင်ဝင်မှာကျွန်တော်ဝမ်းစီးတင်ကျွန်တော်ရှုံးတယ်ဆိုတော့အဲဒီရာသီမှာကျွန်တော် Emery အနိုင်ယူနိုင်မလားကျွန်တော်စောင့်ကြည့်ကြပါနော်ဆိုတော့နောက်ထပ်ကျွန်တော်ဒီ အဲဒီအော်တိုဘားပေါ့နော်ကျွန်တော်ဆယ်တာပိုင်းလေးကိုရောက်သွားပြီအော်တိုဘား16မှာဆိုလို့ရှိရင်တော့ကျွန်တော်လီဗာပူးအင်္ဂလန်ကိုတွားကစားရမယ်ပေါ့နော်ဆိုတော့အဲကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်အာဆင်နယ်တို့မန်ချက်စတာစီးတီးတို့ချယ်လ်ဆီတို့ဆိုတာတက်လီဗာပူးကိုကျွန်တော်တော်တော်လေးဒီပေါ့နော်ကြောက်တယ်ဘာလို့ဆိုတော့တို့အခုလက်ရှိကျွန်တော်ဒီ transfer နေမှာဆိုလို့ရှိရင်တို့တွားနေတဲ့ပုံစံကကျွန်တော်မှတ်အလက်ဇန္ဒားအာနိုကိုကျွန်တော်လက်လွတ်လိုက်တယ်နော် အပြန်ပြီးတော့ခေါ်လိုက်တဲ့ကစားသမားကကျွန်တော်ဒီ Liverpool ဆန်ကကျွန်တော် frame pound တို့ကစားသမားမျိုးတွေကျွန်တော်ပြန်ခေါ်ထားတယ်။အပြီးတော့ကျွန်တော်ဒီဟိုဒီပေါ့နော် Queenland နဲ့အဲတိုက်စစ်ပိုင်းမှာကျွန်တော်အားဖြည့်မှုတွေလည်းသူတို့ဖောက်နေတယ်။လက်ရှိအနေထားမှာဆိုလို့ရှိရင် Florian Face လို့မျိုးကမ္ဘာအကောင်းဆုံးကျွန်တော်တို့ဒီပေါ့နော်ဒီပေါ့နံပါတ်10လို့လည်းပြောလို့ရတယ်။ဘွင်ငါလို့လည်းပြောလို့ရတယ်။ Force 9လို့လည်းကျွန်တော်ပြောလို့ရတယ်။တိုက်စစ်မှာကျွန်တော်နေရာဆုံးကစားနိုင်တဲ့ကမ္ဘာအကောင်းဆုံးဆိုတဲ့အဲဒီ10တခုမှာကျွန်တော်ရှိနေတဲ့ ဒီဘာနာကျွန်တော် Florian Vase လို့ကစားသမားမျိုးကိုတို့ကျွန်တော်ဒီအဲဒီစေးစည်းပေးပြီးတော့ Leverkusen ကနေတို့ခေါ်ထားတယ်အခုလက်ရှိဒီနေ့ဆိုလို့ရှိရင်တို့အဲဒီ Manchester ကိုကစားသမားသူရောက်လာပြီးစေးစစ်တာဘာညာကျွန်တော်မနေ့ပြန်တော့ဆိုလို့ရှိရင် official ကြီးညာလောက်တော့မထင်နဲ့ဆိုတော့ Florian Vase တို့ပြီး Musiala တို့ဆိုတာကျွန်တော်မနေ့ပြောလို့ရှိရင်တော်တော်လေး favorite ကျွန်တော်တော်တော်လေး favorite ဖြစ်တဲ့ player တွေပေါ့နော်အခုလက်ရှိကျွန်တော် Liverpool တို့ကျွန်တော်ရောက်သွားပြီးဆိုတော့ ချင်းကြောကြည့်ရမယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီဘာဘူးအင်ဝင်ဖြစ်တယ်ဒီဘာဘူးရဲ့ကျွန်တော်အဖြစ်မှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအာနိုးထွက်တဲ့ frame ဘောင်းဝင်တယ်ဆိုတဲ့အခြေအနေမျိုးတွေကျွန်တော်ဖြစ်တာဖြစ်တဲ့ကြောင်လို့ဒီပေါ့နော်ဘယ်လိုမှကျွန်တော်အာရော့သွားမယ့်အခြေအနေမျိုးမှာမရှိဘူးဒါအပြင်ကျွန်တော်ဒီအဲတစ်ဖက်မှာကျွန်တော်ဒီ anti robertson ကကျွန်တော်ထွက်ဖို့ရှိနေတဲ့နေထားမှာဆိုလို့ရှိရင်လည်းဒီဘုံမောက်ရဲ့ကျွန်တော်ဒီ အဲဒီမှာမိုင်းလိုကာကက်စ်လိုတကယ်ကျွန်တော်တို့ဒီဘက်ကဒုံးမြန်လို့မြန်နဲ့အသက်ဆင်းနေအရင်မြန်နဲ့အဲကစားသမားမျိုးကိုလည်းကျွန်တော်ခေါ်ဖို့ကလည်းလုံနေတယ်ကာကက်စ်ကလည်းသူတွားကျင်နေတဲ့ပုံစံမျိုးဆိုတော့ကြောက်ဖို့ကများတယ်ဆိုတော့လေဘာဘူးရဲ့ကျွန်တော်အားဖြည့်မှုတွေညာဆိုလို့ရှိရင်ဒီဘက်ကဟိုဟို တခုခုကျွန်တော်တို့အဲသူတို့ဒီတခုအားရောက်သွားတယ်ဆိုလို့ရှိရင်အဲ့နေရာမှာပိုအားကောင်းတဲ့အရာတွေကိုကျွန်တော်တို့အစားထိုးထားနိုင်တာကိုကျွန်တော်တို့တွေ့နေရတယ်ပေါ့နော်ဆိုတော့ဒီတော့ကြောင့်မလို့ဒီတကယ်ကိုကျွန်တော်တို့ဒီလက်နက်အပြည့်စုံနဲ့လေဘာဘူးကိုကျွန်တော်တို့တွေ့ရဖို့ရှိတယ်ဆိုတော့ ရဘူးအင်ငွေအန်စီမှာကျွန်တော်တွားကစားနေဆိုတော့လုံးဝမလွယ်ပါဘူးပြီးခဲ့တဲ့ရန်ဒီလေအဲကျွန်တော်တို့အဲတစ်ချက်ကျွန်တော်တို့ဒီပေါ့နော်ဟိုချင်းနေဆိုးခဲ့တယ်ပေါ့နော်ချင်းနေအရင်ကြီးတော့မဆိုးပါဘူးဒီအမရင်လောက်အောင်မလွယ်ပါဘူးအင်ငွေကျွန်တော်ကတူတူလောက်မသိပါနော်ဆိုတော့အဲတခုရှိတာအမရင်ကကျွန်တော်တို့ဒီပေါ့နော်အသိကြီးတွေနဲ့ဆိုလို့ရှိရင်သူကျွန်တော်တို့ပြီးခဲ့တဲ့ရန်ဒီတုန်းကဒါကျွန်တော်တို့လုံးဝ unstable performance ဖြစ်နေတဲ့အချိန်မှာတော့မအသိကြီးတွေဆိုလို့ရှိရင်ကစားသမားတွေကပဲ like ကစားလားဖာလားတော့မသိဘူးပေါ့နော် Amri ရဲ့အဲဒီချင်းကပ်ပုံတွေညာဆိုလို့ရှိရင်အသိကြီးတွေနဲ့ဆိုလို့ရှိရင်တော်တော်လေးအလုပ်ဖြစ်တာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဟောပါဆိုတော့ Arsenal နဲ့ဘွဲပဲကြည့်ကြည့်ဘလောက်ပဲကျွန်တော် Arsenal ဘလောက်ကောင်းနေတယ်ပဲပြောပြောအသိမက်ကကျွန်တော်ကစားပုံကောင်းတစ်ခုနဲ့ကျွန်တော်တို့ချင်းကပ်နိုင်တယ်အဲပြီးတော့ကျွန်တော်တို့ဒီမှာ City လိုပါလို့ဆိုလို့ကျွန်တော်99ပြီးလို့ရှိရင်ကျွန်တော်ဒီ Chelsea လိုပါလို့ဆိုလို့ရှိရင်ကိုကို အဲဒီပေါ့နော်မသူတို့နောက်ဆုံးဒီပေါ့နော်အိမ်ဝင်းမှာကျွန်တော်ကန်ခဲ့တဲ့ပွဲတော်မှာအဲ့လောက်ကြီးကျွန်တော်တို့အခွင့်အရေးရတာမဟုတ်ဘူးချယ်ဆီတို့ပါလို့ဆိုလဲပြီးတော့ကျွန်တော်တို့ဒီလီဗာပူးတို့ပါလို့ဆိုလဲသူသူလဲကိုသွင်းကိုလဲကိုသွင်းဆိုတဲ့သူတပြန်ကိုတပြန်ပုံစံမျိုးတွေနဲ့ကျွန်တော်တို့အဲကစားလာတာပေါ့နော်ပြိုင်မက်ကပြိုင်မက်တွေကတော့ကျွန်တော်တို့အမှန်ကန်အားဖြည့်လာကြတာမင်းနဲ့အာဆင်နယ်တို့လည်းအားဖြည့်လာပြီเนาะ အဖြစ်ဖို့ကြောင့်ရှိရပါတော့မချယ်လ်ဆီလိုပါဆိုလို့ရှိရင်လေသူတို့ကတော့ထုံးစံတိုင်းသူငယ်လူငယ်တွေလူငယ်တွေနဲ့ကျွန်တော်ဒီတိဆောက်ထားတဲ့အသင်း World City ဆိုလို့ရှိရင်လေသူတို့ပြီးခဲ့တဲ့ရာသီတိုင်ပတ်တဲ့ဒီရာသီမှာအမှန်ကန်အဖြစ်မှုတွေသူတို့လုံနေပြီတကယ်ကျွန်တော် transfer မှာဆိုလို့ရှိရင်လေ active အရင်ဖြစ်တဲ့အသင်းမျိုးကျွန်တော်ဖြစ်နေတယ်လီဗာပူးလိုဆိုလို့ရှိရင်လေကျွန်တော်ဒီနှစ်နှစ်ဆက် champion ပေါ့နော် premier league champion ဖြစ်ဖို့တော့ကို အဲဒီပေါ့နော်ဟိုလုံနေသလားမှတ်ရတယ်ပြောင်းရွှေ့တွေမှာကြည့်မယ်ဆိုလို့ရှိရင် foreign vase တို့လိုကစားသမားတွေ frame bound လို့ကစားသမားတွေ carcass တို့လိုကစားသမားတွေကိုအရာခေါ်ဖို့တို့လုံနေတာလေဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် ladder အနေနဲ့ရင်ဆိုင်ရတာတော်တော်လေးခဲရင်အောင်မဲ့အခြေအနေမျိုးပါတို့ပြင်လည်းပဲအသင်းဘက်ကကျွန်တော်တို့ဒီ Amarin အတွက်ကျွန်တော်တို့အခုလက်ရှိကျွန်တော် Transformer ဆိုလို့ရှိရင်လည်းအလုံးလုံးပေးနေတိုင်းရှိတယ်။ကုညာလို့ကစားသမားမျိုးကျွန်တော်ရောက်လာပြီ။နောက်ထပ်ကျွန်တော်တို့ရောက်လာဖို့ရှိတဲ့ကစားသမားတွေလည်းအများကြီးရှိသေးတယ်။ Ambu မို့လို့ပါလို့လည်းအခုလက်ရှိကျွန်တော်ဆွေးနွေးနေတာတွေရှိတယ်။ပြီးတော့ကျွန်တော်ဒီပေါ့နော်။ Dice မို့တယောက်ကလည်းကျွန်တော်ခေါ်မယ် RKDG လား your crest လာဒါတော့ကျွန်တော်တို့စောင့်ကြည့်အောင်မယ်ဘာမှတော့ကျွန်တော်တို့ယတိပြပြောလို့မရသေးဘူးပေါ့နော်ဆိုတော့ အဲဒီနောက်ထပ်ကျွန်တော်တို့ဒီဘက်ကကစားသမားအယောင်းတွေအဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်ကွင်းလယ်တွေပိုင်းလည်းကျွန်တော်ရောက်လာဖို့ရှိသေးတယ်။ဒိုင်းနာတို့ကုထီတော့အသင်းမှာကျွန်တော်တို့ဒီဘက်နော်ဟိုအသင်းရဲ့ကျွန်တော်တိုက်စစ်ကအသက်မဲ့နေတဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်တိုက်စစ်ကိုအာဒီအသင်းဘက်ကတာဝန်ရှိသူတွေကကျွန်တော်ပြန်ပြီးတော့ဒီအသက်သွင်းပေးခြင်းနဲ့အခြေအနေမျိုးကျွန်တော်ရှိပါတယ်။ဆိုတော့ကုညာ ကုညာအံပူမိုးပြီးလို့ရှိရင်ကျွန်တော်အထောင်တိုက်စစ်မှုတယောက်ပေါ့နော်ဆိုတော့ဒီလိုချင်းတွေမျိုးတွေကျွန်တော်ရှိနေရပြတဲ့ကြောင့်မလို့ဒီလိုအသိဉာဏ်ကြီးတွေနဲ့ကျွန်တော်ဟိုတွေ့တဲ့အခါမျိုးမှာဆိုလို့ရှိရင်လေတိုင်းတာတစ်ခုထိတော့ကျွန်တော်တို့ဒီဒုက္ခပေးနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ဆိုတော့ brother တို့ကဘယ်လိုမြင်ကြလဲဒါမဲ့ဂျာဒီ United အနေနဲ့ဒီလိုမျိုးကျွန်တော်တို့ဒီဘာလို့တကယ်ကျွန်တော် feature အကျက်ထဲမှာ Amrin ကျွန်တော်လုတ်ပြနိုင်မယ်လို့ထင်ကြတာကိုသိန်းကိုယုံကြတာဘယ်လိုမြင်လဲ ကွန်မန့်မှာဝင်ရောက်မှတ်ချက်ပေးသွားလို့ရပါတယ်ကြည့်ရှုအားပေးရင်ဒီကူများအလုပ်ကျေးဇူးများတင်ပါတယ် channel ကို subscribe မဲ့သူဆိုလို့ရှိရင် subscribe လုပ်ပေးထားကြဖို့အားလုံးတောင်းဆိုပါခင်ဗျာနောက်ပြီးတော့မှတွေ့ပါမယ်အလုပ်ကျေးဇူးပါ